ရာဒီဥရုပိုလွန်းနာကြောင့်ချွေထွက်လွန်းနာအရေပြားချောက်ထွေပြီးချွေမထွက်တော့တာအိတ်ရှုပ်ထွေပြီးတော့ကြောင်ကရန်းနေပြောတာတွေဖြစ်တတ်ပါတယ်အဲ့ဒါအပြင်ခန္ဓာကိုယ်ရဲ့အပူချိန်ကလွန်ကဲစွာမြင့်တက်လာတဲ့အခါမှာတက်တာနဲ့သတိလစ်တာအထိဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ CNN Story ကနေကြိုဆိုပါတယ်အခုညရာဒီမှာရာဒီဥရုအရန်ပူပြင်းလာပြီမို့လို့အပူတန်အန်ဒီရဲ့အကြောင်းလေးတွေကိုဝေမျှပေးခြင်းပါတယ်ရာဒီဥရုပိုလွန်းနာကြောင့်ခန္ဓာကိုယ်ရဲ့အပူချိန်မြင့်တက်လာတာ ချွေထွက်လွန်တာဒါမှမဟုတ်ရင်အရေးပြားချောက်ထွေပြီးချွေမထွက်တော့တာစိတ်ရှုပ်ထွေးပြီးတော့ကြောင်ကရမ်းနေပြောတာတွေဖြစ်တတ်ပါတယ်အဲ့ဒါအပြင်ခန္ဓာကိုယ်ရဲ့အပူချိန်ကလွန်ကဲစွာမြင့်တက်လာတဲ့အခါမှာတက်တာနဲ့သတိလစ်တာအထိဖြစ်နိုင်ပါတယ်ဒီလိုလူနာတွေကိုကိုယ့်ဘက်ဝန်းကျင်မှာတွေ့လာရတဲ့အခါဘယ်လိုရှိဦးသူနာပြုစုပေးရမလဲဆိုရင်လူနာကိုအရေးရပြီးအေးများတဲ့နေရာဒါမှမဟုတ်ရင်ဘန်ကာအဲကွန်းရှိတဲ့နေရာကိုရွှေ့ရပါမယ် ခြေရင်းကိုမြင့်ထားပြီးတော့ပက်လက်အနေထားနဲ့ထားရပါမယ်။လူနာကိုအဝတ်စားတွေချွတ်ပြီးတော့ရေအေးအေးလေးနဲ့လောင်းပေးရပါမယ်။လေပင်၊ဂျိုင်းနှစ်ဖက်နဲ့ပေါင်ကြံနှစ်ဖက်ကိုလည်းရေအေးအေးလေးစိန်ထားတဲ့အဝတ်နဲ့ရေပတ်အုပ်ပေးရပါမယ်။လူနာကတတိယနေတယ်ဆိုရင်တော့ရေအေးအေးလေးဒါမှမဟုတ်ရင်တဆားရေတိုက်တင်ပါတယ်လိုအပ်တဲ့ကုသမှုတွေခံယူဖို့ဆေးရုံဆေးကန်းကိုတော့အချိန်မီပို့ရပါမယ်အဲ့ဒီလိုအပူတန်အန္တရာယ်ကိုရိုးရိုးရှင်းရှင်းနီးလန်းနေနဲ့ကာကွယ်လို့ရပါတယ် အရန်ပူပြင်းတဲ့နေကင်းတွေမှာအပြင်ကိုမထွက်ဖဲနဲ့အရိပ်ရပြီးအေးမြတယ်လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာပဲနေသင့်ပါတယ်နေပူတဲ့ထွက်ရမယ်ဆိုရင်တော့ထီးတွေအုတ်ထုပ်တွေစောင်းသင့်နဲ့နေကမျက်မှန်လည်းတက်သင့်ပြီးတော့အပြင်ထွက်မယ်ဆိုလို့ရှိရင် SPF 15အထပ်ပါတဲ့ sunscreen တွေလည်းလိမ့်သင့်ပါတယ်အဖြူရောင်အရောင်ဖြော့ဖြော့ပွားပွားချောင်ချောင်ချီတဲ့အဝတ်စားတွေကိုဝတ်သင့်ပါတယ်ရေလည်းများများတောက်ပြီးတော့ဓာတ်စားရေလည်းများများတောက်သင့်ပါတယ် နေပူရဲရနေအိမ်ပြန်ရောက်ရောက်ချင်းရေချိုးတာမနက်၁၀နာရီနဲ့၅နာရီအတွင်းမှာအမိုးကမရှိတဲ့နေပူရဲမှာရေချိုးတာဝေ့လျှော်တာတွေကိုရှောင်ရပါမယ်။ ပူပြင်းလာတဲ့နေရောင်အောက်မှာအလုပ်လုပ်တာကိုလက်လှုပ်ရှားအားကစားလုပ်တာတွေကိုလည်းရှောင်သိမ်းပါတယ်။နေပူတွေကနေလာပြီးတော့အဲကွန်းဖွင့်ထားတဲ့အဆောက်အဦတွေကားတွေကိုချက်ချင်းဝင်တာအဲ့ဒီလိုပဲအေးတဲ့နေရောင်ကနေပြီးတော့နေပူတွေကိုချက်ချင်းထက်တာအဲ့ဒါမျိုးတွေကိုလည်းဂယုစိုက်သိမ်းပါတယ်။အရက်တောက်တာကလည်းအပူတန်းကိုပူပြီးခံစားရစေတာမို့လို့သတိပြုပြီးတော့တောက်သုံးသိမ်းပါတယ်။ကဲအခုဆိုရင်တော့အပူတန်းအန်ဒီအကြောင်းကိုကြမ်းပြစ်တိသွားကြမယ်လို့ထင်ပါတယ်။အခုပြောပြပေးသွားတဲ့အပူတန်းကာကွယ်ရေးနီလန်းတွေကိုလိုက်နိုင်ရင်းနဲ့နွေရာသီရဲ့အပူတန်းကိုတူတူကျော်ဖြတ်ကြမယ်နော်။ ။နောက်ဗီဒီယိုတွေမှာလည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဝေမျှပေးသွားအောင်ပါလို့ကျမတို့ရဲ့ CNA Story Page လေးကို Like and Follow လေးလုပ်ထားပေးကြပါအောင်နော်။